ဒီနေ့မှာတော့ကျွန်တော်လက်ဆွဲမိစက်နဲ့တွဲပြီးတော့သုံးပြီးတဲ့အဲကွန်ပျူတာကိုကျွန်တော်လေ့လာတော့မှဘယ်လိုပြုပြင်လဲဆိုတာကိုကျွန်တော်လေ့လာတော့မှဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်အင်ဂျင်မှာပါတဲ့နှက်တွေကိုတန်ကြီးကြိုက်နေတဲ့နှက်တွေကိုကျွန်တော်တန်ကြီးချွတ်စေးနဲ့မှုတ်ပါတယ်ဒါကတော့အင်ဂျင်ရဲ့ပူလီကိုဖုတ်တယ်ဒါကတော့ကွန်ပျူတာရဲ့ပူလီကိုဖုတ်တယ် nó cũng sâu đấy, ta bù giúp sâu đấy, ha rồi, ít hơn sâu này là thứ ba đấy, sâu lại bị, ta rồi, ta phải đào chết thằng đấy, cái này nó là nó cũng sâu đấy, ta rồi, lìa làm sâu đấy. đó là lý ba thành các cục sâu đó, đó ကာဗင်တာကိုအဝင်စီပိုက်ကိုဖြုတ်တယ်။အကာဗင်တာကိုဆွဲဖြုတ်လိုက်ပြီ။ဒါဂျာဂန်ပြားလေးဖြုတ်တယ်။ဒါဂက်စကက်ဖြုတ်တယ်။ဒါကတော့လက်ဆွဲကာဗာကိုဖြုတ်တယ်။ဒါကတော့ဖိုင်ဝီကာဗာပေါ့။ဖြုတ်လိုက်တယ်။ဒါကတော့အင်စတောဂျိုးကိုဖြုတ်လိုက်တယ်။ ဟာ plug wire ကိုဖြုတ်လိုက်တယ်ဒါတော့ C တိုင်ကြီးကိုဖြုတ်တာဖြစ်ပါတယ် C တိုင်ကိုဖြုတ်လိုက်ပြီဒါတော့အပေါ်က FN ပန်ကောင်ဖြုတ်တာဖြစ်ပါတယ်ဒါတော့ engine နဲ့ compressor အထိုင် compressor လေးကို twist ချိန်ထားတယ်အဲ့ဒါအထိုင်နဲ့တည်ပြီဒါတော့ compressor ကိုအဝင်လေးပိုက်ကိုဖြုတ်လိုက်တယ် đá cũng là đá thuận để bay cục sâu đấy đá đó cũng là đá này cũng là đá tôi sẽ sạt đấy thay nó đi chơi đấy đá đó pressure cái thay qua cục sâu đấy đó thay li bay li bay để chơi đấy ါတော့ release bar ထုတ်တယ်ဒါတော့ compressor ကိုလေးဖို့အရှိပြုအတွက်အသုံးပြုတဲ့ဘိန်းတွေကိုထုတ်ထုတ်ဖို့ဒီမှာပါတဲ့တနင်္ဂနွေနေ့ပတ်ထားတဲ့ဟာလေးတွေဖြုတ်တယ် ဒါကတော့ကွန်ပျူတာလေးဦးရဲ့ဒွိန်းဘလက်ဒွိန်းဒွိန်းနဲ့ကိုဖြုတ်တယ်